ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာမိစက်မထွက်တဲ့မိကုန်းနှမ်းကြောင့်တိုက်ခန်းအတွင်မိသားစုလိုက်တိုက်ဆုံမှုဖြစ်ပွားရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာမိကုန်းမထွက်တဲ့မိကုန်းနှမ်းကြောင့်တိုက်ခန်းတခန်းအတွင်မိသားစုလိုက်တိုက်ဆုံမှုဖြစ်ပွားခဲ့ကြောင်းစမ်းကြောင်းမြို့နယ်တွင်နေထိုင်သူချို့ရဲ့ပြောပြချက်အရသိရှိရပါသည်ဖြစ်စဉ်မှာရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်ရွှေလောင်လန်းအိမ်နံပါတ်44လေးလွှာအီမာနေထိုင်နေတဲ့ မိသားစု၄ယောက်နဲ့ခွေးလေးတစ်ကောင်အသက်ရှူရပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။မနေ့ကမေလာတရက်နေ့မနက်ပိုင်းမှာအဆိုပါအခန်းအတွင်းမှာအနံ့တွေထွက်နေတဲ့အတွက်ပဝင်းချင်မှလူများကတကားဖြတ်ပြီးဝင်ရောက်ကြည့်ရှုရမှာတည်ဆုံသူများကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ရက်ကွက်နေပြည်သူတအူကပြောပါတယ်။တည်နေတာက၃လရက်လောက်ရှိနေပြီလို့ပြောတယ်။အခန်းထဲမှာမိဆက်ကြီးဖွင့်ပြီးအိတ်နေကြတာမိဆက်ကထွက်တဲ့အငွေတွေကြောင့်အောက်ဆီဂျင်ပြတ်ပြီးတည်ဆုံနေလို့ထင်နေတယ်။ ြင်ပတန်ရာရရှိတာတော့မရှိဘူးဟုဆိုကကိုတိုင်းတွေးရှိခဲ့သူတဦးကပြောပါတယ်အခန်းထဲမှာမီးဆက်ဖွင့်ပြီးအဲ့ဒီမီးခိုးတွေကြောင့်အောက်ဆီဂျင်ပြတ်ခါအသက်ရှူရပြီးသေဆုံးသွားတာဖြစ်နိုင်တယ်လို့ခဏဦးသိရှိရပြီးရုပ်အလောင်းတွေကိုတော့ရန်ကုန်ပြည်သူဈေးရုံကြီးကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်သေဆုံးခဲ့သူတွေဟာအသက်30နှစ်အရွယ်ဖခင်ဖြစ်ပြီးအသက်25နှစ်အရွယ်မိခင်၈နှစ်အရွယ်သားဖြစ်သူနဲ့မိခင်ဖြစ်သူတို့ရဲ့16နှစ်အရွယ်ညီမငယ်ဖြစ်ကြောင်းသိရပါတယ် အခုလိုနွေရာသီပူပြင်းလာတဲ့အချိန်မှာရန်ကုန်ကတိုက်ခန်းတွေမှာနေရတဲ့လူတွေရဲ့ဒုက္ခနဲ့ပတ်သက်ပြီးရန်ကုန်မှာတိုက်ခန်းနဲ့နေရတဲ့သူတွေရဲ့အပူကဘလောက်ပူလဲဆိုတာနေဘူးတဲ့သူမှသိကြတာအခုရက်ပိုင်းမှာဘလောက်ပူလဲဆိုရင်ထမင်းတော်မှာမနှက်ချက်ထားရင်ညနေကျရင်သုံးနှံတွေထွက်ကုန်တယ်ဟင်းတွေလည်းအထားမခံပဲပျက်စီးသွားတာများတယ်ညဆိုရင်လီငိန်ပြီးတိုက်ခန်းတွေထဲမှာအပူတွေထွက်တော့တကယ်ကိုငရဲခံနေရတယ်လို့ပူတာမိမိရတဲ့တိုက်ခန်းနေပြည်သူတွေရဲ့ဒုက္ခဟာ ခန်းစားမှုတဲ့သူပဲကိုချင်းစားတတ်ကြတာတချို့ကတေဆုံးသူတွေကိုအတုံးမကြဘူးဆိုပြီးပြောကြတယ်အထက်မြင့်တွေမှာမီးစက်ဖွင့်ထားရင်နောက်ဖေးပရင်ပေါက်တွေကိုလေးဝင်လေးထွက်ကောင်းအောင်ဖွင့်ထားတဲ့လို့ပြောကြတယ်မီးမလာတော့ညဆိုရင်ရန်ကုန်ကတကူပေါ်တော့ဘာတကားမှမဖွင့်ရဲကြဘူးအခုခေတ်ကတကူဆိုရင်တောင်မှအကျန်းဖက်ရိုက်နဲ့လူတက်ဖို့ဝင်မလေးကြတော့ဘူးဆိုတော့တကူရန်ကြောက်ပြီးရန်ကုန်တိုက်ခန်းနေသူတွေကတကားပိတ်အေးရတဲ့သဘောပါဒီလိုတိုက်ခန်းမျိုးတွေကလုံခြုံမှုမရှိ မီးမရှိတာတော့မှအိမ်ငါးကဈေးကမသေးဘူးတလားကို3သိန်းကျော်လောက်ရှိတယ်ဝယ်မယ်ဆိုရင်သိန်းထောင်ကျော်တယ်ရန်ကုန်နေပြည်သူတွေရဲ့ဘဝကငရဲမှနေတာတော့ရှင်းတမ်းဖို့ကုန်ကြဈေးတွေကမနည်းဘူးဟုဆိုကအခုဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့နေပြည်သူလူထုတွေဘလို့ဒုက္ခတွေခံစားနေရလဲဆိုတာကိုပါထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်